အားသာဝါလာရှင်ညီကောင်မတော်များလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာဧပြီလ15ရက်နေ့နောက်ဆုံးရအာဆင်မနက်ခင်းသတင်းလေးပုဒ်ကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ် ်ပထမဦးသတင်းတစ်ပုဒ်ကိုတော့ Football Transfer ကဖော်ပြထားတဲ့ Jacku Kibio သတင်းနဲ့ပဲကျွန်တော်စလိုက်အောင်အာဆင်နယ်အသင်းမှာ William Saliba နဲ့အတူတူခံစစ်မှာနာမည်တစ်ခုရလာခဲ့တဲ့ Jacku Kibio တော့လိုချင်တဲ့အသင်းကြီးကတနေ့ကိုတသိန်းလောက်ဒီပါထွက်ပေါ်လာခဲ့တယ်။ကြံခဲ့တဲ့ရက်က နာပိုလီနဲ့ဒီသတင်းထွက်လာခဲ့ပြီးပြီပေါ့လေအခုထပ်ပြီးထွက်ပေါ်လာတော့ Premier League Club Crystal Palace အသင်းကတော့သူတို့အသင်းရဲ့ခံစစ်ပိုင်းအတွက် KBO ကိုစောင့်ကြည့်နေသူတို့မှလည်းသူတို့ပြည်ထောင်နဲ့သူတို့ရှိတယ်သူတို့အသင်းရဲ့ခံစစ်ကစားသော Matt Guehi ကိုအသင်းကြီးတွေကလိုချင်တာဖြစ်တဲ့အတွက်လာမယ့်လွေမှာရောင်းချဖြစ်ခဲ့ရင်အဲ့ဒီမှာပြင်ပြီးအစားထိုးဖို့အတွက်ဒီပိုလန်သားကိုသူတို့ကအလိုရှိနေတယ် Matt Guehi ကိုတော့သူတို့ကပြောင်းရွှေ့ခြင်းမြင်မှောက်သွားတဲ့ရောင်းမှဖြစ်ပြီးတော့ဒီကစားသမားကိုတော့တန်ဖိုးသင့် ပိုတရှယ်မြင့်အနေထားနဲ့ပြန်ပြီးအစားထိုးမှာပေါ့လေအဲ့ဒါဆိုတော့ခရစ်စတယ်ပဲလီတို့ကတော့မက်ကွီနဲ့ပတ်သက်ပြီးတော့ပေါင်တန်း80လောက်လက်ရှိချိန်မှာဈေးကတ်ထားတယ်အဲ့ဒါကိုရောင်းချပြီးပြီးပေါင်တန်း20လောက်နဲ့ပဲဒါပိုလန်သားကိုပြန်ပြီးအစားထိုးလို့ရမယ့်အနေထား price to performance အဆင်ပြေဆိုတဲ့အနေထားပေါ့လေအဲ့ဒါဆိုတော့ Oliver Glasner ရဲ့၃ရောက်တန်းခံစစ်မှာဆိုလို့ရှိရင်လည်း ဒီပိုလန်သားကအဆင်ပြေနိုင်လောက်တယ်ဆိုပြီးသူတို့ကလည်းဆုံးဖြတ်ချက်ချပြီးတော့နှွေမာအပြောင်းရွှေ့တဲ့ဝင်ပြီးလှုပ်ရှားဖြစ်ခဲ့ရင်ဒီကစားသမားကိုသူတို့ခံစစ်ပိုင်းအတွက်အစားထိုးသွားနိုင်ချေရှိရပါလိမ့်။25နှစ်ရဲ့ပိုလန်သားကတော့အာဆင်နယ်နဲ့2028ခုနှစ်ထိစာချုပ်သက်တမ်းရှိသေးပေမယ့်အာဆင်နယ်မှာပုံမှန်ပွဲထွက်ခွင့်တနေရာမကျင်းသေးတာဖြစ်တဲ့အတွက်အခုဂေဗရီယယ်မရှိတော့ခြေစွမ်းပြရဆိုပေမယ့်လာမယ့်ရာသီမှာဂေဗရီယယ်နဲ့ဆာလီဘာဂျူရဲ့အထိုင်သာ အင်ဂျူရီမရှိပဲဆက်ပြီးရှိနေမှာဆိုရင်သူကအရန်ကုန်ပြန်ရောက်မှာဒါကြောင့်မို့နွေမှာအာဆင်နယ်ထွက်ခွာသွားနိုင်ချေရှိတဲ့ကစားသမားတွေထဲမှာလည်းတစ်ပြေးနေခဲ့ပါတယ်အဲ့တော့ဒီယာဒီမှာ22ပွဲမှာ12ပွဲပွတ်ထွက်ကစားထားတယ်နှလုံးဖိုင်းထားပြီးတော့အာဆင်နယ်အသင်းအတွက် ူဝင်ဆော့သမျှပွဲထွက်ထားသမျှပွဲဒီမှာဆိုရင်ရှုံးပွဲလုံးဝမရှိသေးဘူးအဲ့လောက်ထိကိုမှအသင်းမှာတော်တော်လေးအင်ပက်မြင့်တဲ့ကစားမှာပိုတီရှယ်မြင့်မော်လေတချိန်တော့ကျွန်တော်တို့စပက်စီယာနေပြီးယူ25တန်းပေါင်တန်း30လောက်နဲ့အင်ဘက်လုတ်ခဲ့တဲ့ဒီကစားမှာတော့အခုအီတလီစီးရီးရဲ့ကလပ်တော်တော်များနဲ့ပရီးမီးယားလိကလပ်တင်းတချို့ပါစိတ်ဝင်စားလာခဲ့ပါပြီအဲ့တော့အိုက်တာတို့ဒီကစားမှာကိုဆက်ပြီးထိန်းထားမလားຫນွေကြိုင်တန်ကြီးတစ်ရက်နဲ့ရောင်းချသွားမလားစောင့်ကြည့်သွားမှာပါ ဒါပေမဲ့အိုက်တာတို့မှလည်း plan ရှိတယ်။ entry butter sea ကနေတချို့ရတဲ့သတင်းတွေအများဆိုလို့ရှိရင်တော့ဒီကစားသမားကိုလက်လွတ်ဆုံးရှုံးခဲ့ရရင်တော့မှအာဆင်တို့ကကြောတဲ့ဟာတူတို့လိုမျိုးဒီဟူဆန်တို့လိုကစားသမားမျိုးတွေနဲ့ပြန်ပြီး invest လုပ်သွားဖို့ရှိရဆိုတဲ့သတင်းတွေလည်းကြားသိထားပါဗျ။ ူတိယမြောက်သတင်းတစ်ပုဒ်ကတော့ Rantila Sport ကဖော်ပြသွားတာပါဒါကတော့ဂိုးသမားနေရာနဲ့ပတ်သက်ပြီးတော့သူတို့သတင်းလေးမှာဖော်ပြထားပါဗောလေအဲ့ဒီသတင်းအသွားလာရဆိုရင်တော့ Arsenal ရဲ့ Arsa Trider တဲ့ Entry Parter လက်ထက်မှာအရင်ကအချင်းချင်းသတင်းထွက်ခဲ့ဘူးတဲ့ဒီ Espanyol သင်းရဲ့ဂိုးသမား Juan Garcia နဲ့ချိတ်ဆက်မှုတွေမရှိသေးဘူးဆိုပြီးသူတို့ကဖော်ပြသွားတယ်ပထမတော့ကြံခဲ့တဲ့စောင်းစည်းကွက်မှာဗောရှေ့ຫນွေစည်းကွက်မှာဗော Arsenal အသင်းကထောက်လျှောက်ဒီ Spain သားကိုလိုက်ခဲ့တာ အသင်းရဲ့ရာယာရဲ့အရန်အနာဂတ်အဓိကကိုယ်သမားတဦးအနေနဲ့မလုံးပေးပြီးခေါ်ဖို့ဒါပေမဲ့ပြောင်းဖြူကြီးညှိမြတာဖြစ်တဲ့အတွက်ခေါ်လို့မရခဲ့ဘူးဒါပေမဲ့အခုချိန်မှာတော့အာဇာထရိုက်တာတဲ့အန်ထရီပါတာလက်ထက်မှာတော့ဒီကိုယ်သမားစီကိုချိတ်ဆက်မှုတစ်ချိန်မှမလုပ်ရသေးဘူးဒါပေမဲ့ရန်တီလာစပေါ်ရဲ့ဖော်ပြထားချက်ရတော့စပိန်ကလာတဲ့သတင်းတော်တော်များအရဆိုလို့ရှိရင်တော့ဒီအာဇာထရိုက်တာတဲ့ကရာယာရဲ့နောက်အရေးပါတဲ့အားဖြည့်မှုအဖြစ်ကိုယ်သမား list ထဲမှာတော့ အစပန်ယူကိုသမားဂျူအန်ကာစီကိုထည့်ထားစေပဲဆိုပြီးသူကဖွပြွားတယ်။ဒီနေ့မှာအာဆီနယ်ရဲ့အရန်ကိုသမားနက်တိုကိုဘုံမောက်ကိုပြန်ပို့ရမယ်အနေထားရှိသလိုအသင်းရဲ့လူငယ်ကိုသမားဖြစ်တဲ့တော်မီဆက်ဖို့ဂျက်ပေါ်တာနဲ့အငှားချလာတဲ့ခါဟင်းတို့ဆိုတာကလည်းရိုင်ယာကိုပရက်ရှာပေးနိုင်လောက်တဲ့ထိတ်တန့်လွတ်ဆန်းမှုမရှိတာဖြစ်တဲ့အတွက်စပိန်မြေမှာအခုလက်ဆွမ်းကောင်းနေပြသနေတဲ့ဂျူအန်ကာစီကပဲအာဆီနယ်ရဲ့ຫນွေမှာခေါနိုင်ရရှိတဲ့တယောက်ထဲသောကိုသမားဖြစ်မကြာခဏသတင်းတွေထွက်နေပါဗါး23နှစ်ရဲ့စပိန်သားကတော့ဒီယာတီမာ အစပန်ယိုသင်းတွေထိတ်တန်းလက်စွမ်းကိုပြသနေပြီးတော့32ပွဲမှာကလင်းရှစ်6ပွဲဆွမ်းဆောင်ထားတယ်133ကြိမ်ပုတ်ထုတ်ကာကွယ်ထားပြီးတော့ပေကို40ပဲရှိထားပါတယ်အဲ့ဒီဆွမ်းဆောင်ရေကြောင့်စာချုပ်ဖြတ်သိမ်းကြီး UO တန်း30ရှိမယ်လေ Transfer Market မှာ UO တန်း30ဆိုတဲ့ပမာဏတစ်ချက်နဲ့သွားပြီးညှိနှိုင်းမယ်ဆိုလို့ရှိရင်တော့အစပန်ယိုရောင်းချသွားနိုင်ချေရှိတယ်ဒီခါကျတော့ဈေးကွက်တန်းကြီးနဲ့စာချုပ်ဖြတ်သိမ်းကြီးက နီးတယ်လို့နဲ့ဝေးတဲ့အခိုက်အတန့်နေရှိရယ်ဒါကလည်းရောင်းမဲ့အသင်းကသူတို့ကစားသမားနဲ့ပတ်သက်ပြီးအတွန်ဘလောက်ထည့်သွင်းမလဲအနာဂတ်မှာဆဲဝန်ကောဘလောက်ထပ်ပြီးလိုချင်လဲဆိုတာကပဲအဓိကညှိနှိုင်းရမှာပါကျွန်တော်တို့အာဆင်နယ်ရောက်လာနိုင်တဲ့ position ထဲမှာဆိုရင်တော့ဂိုးသမား position ထဲမှာဆိုရင်တော့ဂျွမ်ကာစီယားပဲအာဆင်နယ်ရောက်လာဖို့အတွက်တစ်ပြေးနေလို့ထင်ပါတယ်အဲ့လို့ဆိုတော့ကျွန်တော်တို့ဈေးကွက်ထဲမှာတိုက်စစ်မှုတိုက်စစ်တောင်းပန်၊ကွင်းလဲဒီခန်စစ်ဂိုးသမား position မျိုးစုံရှိရင်အသင်းကတိုက်စစ်မှုနဲ့တိုက်စစ်တောင်းပန်တော့ချင်းသေးဝဲမှာ ီးတော့ကွင်းတဲ့အင်အားဖြစ်တင်းမှုဖြစ်လဲမာနီဆူမန်တီရှိရဲ့ဒါပေမဲ့ကျွန်တော်ပေါ်ဆလို့မနေသင့်တဲ့အရာတစ်ခုကလည်းဂိုးသမားရန်ကိစ္စပဲဆိုတော့ကျွန်တော်ပြောသားလို့လူငယ်ဂိုးသမား၃ဦးပဲအသေးမှရှိတယ်အဲ့ဒီအတွက်နတ်တိုကိုဘုံမုတ်ကိုပြန်ပို့လိုက်ပြီဆိုတော့ဂျင်းတီ ကဘာစင်မဟုတ်လို့ရှင်တော့မှာအရန်ကိုသမားတူကတော့အသိမှဖြည့်ရမှာဖြစ်မယ်ဒေးဗစ်ရိုင်ယာတူနဲ့ကျွန်တော်တို့လာမိတ်ရာသီပွဲ90လောက်ကိုပြိုင်ပွဲပေါင်းစုံပါလေဆော့လူကတော့အဆင်မပြေလောက်ဒါကြောင့်မို့အာဆင်နယ်တင်းနီးပြမီခေအိုက်တာရောအန်ဒရီဘာတာရောဈေးကွက်ထဲမှာလာမဲ့နေရာသီကြောက်လို့ရှင်ကိုယ်တမအရန်တူးကိုလည်းရှာပွေလိုက်မယ်ထင်တယ်အဲ့ဒါလည်းလက်ရှိဂျိုဝန်ကာစီယာကိုပြိုင်လိုက်တဲ့အသင်းကြီးအများကြီးကြားရမှခေါ်ရောက်ဖို့ရှိတယ်ဒီအတွက်လည်းဘတ်ဂျက်ပမာဏတစ်ခုကတော့အာဆင်နယ်မှာရှိပြီးပြီဖြစ်လိမ့်မယ် ဂျားထဲမှာတော့ချန်ပီယံလိရထားလို့ရှိရင်တော့ပိုပြီးငွေဝင်ကောင်းတာပေါ့သူများသိတဲ့ဆိုင်ရင်ချန်ပီယံဂုံပုတ်ကေဒါမှမဟုတ်ချန်ပီယံလိဝင်ဝင်ဆိုတဲ့အနေထားရယ်ပြီးတော့ငွေသုံးနိုင်တဲ့အနေထားရယ်ပြီးတော့အိုက်တာရဲ့ဖုံးဆက်ဆွေးယုံနိုင်မှုရယ်ပြီးတော့အာဇာဒရိုက်တာအန်ဒရီပါတာရဲ့ performance တွေကြီးလိုက်မယ်ဆိုရင်တော့အသင်းရဲ့လိုအပ်တဲ့ position တွေအားလုံးဒီပါကိုလာမယ့်ຫນွေမှာခုံနိုင်လိမ့်မယ်လို့ကျွန်တော်ကယူကြည်ထားပါတယ်။ဒါပေမဲ့တတိထားဖို့တခုလိုတာကလာမယ့်ຫນွေစည်းကွက်ကအဖွင့်ပိတ် နှစ်ကြိမ်ရှိတာဖြစ်တဲ့အတွက်အဲ့အတော်တွေမှာအာဆင်နယ်တို့ကစားသမားတွေဘယ်လိုခေါ်ဆောင်သွားမလဲစောင့်ကြည့်သွားမှာပါ။ ။တတိယမြောက်သတင်းတစ်ပုဒ်ကတော့ဖော်ဖော် insider ကဖော်ပြထားပါလို့ဒီသတင်းကတော့ကြံခဲ့တဲ့လတွေကလည်းကျွန်တော်ဖော်ပြခဲ့ပြီ။ဒါပေမဲ့လက်ရှိချိန်မှာနောက်တစ်ချိန်ထပ်ပြီးတော့ထွက်ပေါ်လာခဲ့တာ။အဲ့ဒါတော့ Arsenal Chelsea အသင်းစီကနေပြီးတော့အငှားခေါ်ထားခဲ့တဲ့ Ryan Sterling ကိုယာတီကုန်ကြရင်မိခင်ကလပ်အသင်းစီကိုပြန်ပြီးပို့မယ်ဆိုပြီးတော့သူကပြောသွားပါတယ်။လက်ရှိချိန်မှာ Ryan Sterling Arsenal မှာခြေစွမ်းပြသည်ဖြစ်စီမပြသည်ဖြစ်စီလာမယ့်နေရာဒီမှာတော့စာချုပ်သက်တမ်းပြည်တာနဲ့အငှားစာချုပ်ပြီးတာနဲ့ Chelsea အသင်းစီကိုပြန်ပြီးပို့တော့မှာပါ။လောလောဆယ်တော့တချို့ report တွေကဆိုရင် Chelsea ကပြန်ပြီးရောင်းချတော့ပြင်စ ီနေလို့ဈေးကွက်ထက်မှသူ့ကိုလိုချင်တဲ့အသင်းတွေပါဆိုရင်တော့အီတလီ CD ရထိပ်သီးကလပ်ဂျူပင်တက်တင်းကတော့ဥဆောင်နေလို့ကြားသိရတယ်ဗောလေ PSV အသင်းရဲ့ပွဲစဉ်မှာဖန်တီးမှုနှစ်ကြိမ်နဲ့ Player of the Match ကိုရရှိခဲ့တဲ့ဒီ Ryan Sterling ကတော့ Arsenal အသင်းကိုဒီနွေကြလို့ရှိရင်သူ့ရဲ့အငှားသက်တမ်းပြီးတာနဲ့နှုတ်ဆက်သွားတော့မှာပါ Romano ရဲ့ဖော်ပြထားချက်ရဆိုရင်တော့ Arsenal ကကျင်းတေဒီကစားသမားကို Chelsea အသင်းစီကိုပြန်ပြီးပို့မယ်လို့ကြားသိရတယ်အမှန်တော့ Arsenal က ပေါင်တသိန်းစုံစုံလေးပဲလာစားပေးရသူရဲ့လောက်ခလာစားအပြေဝသည်3သိန်း2500ရှိတယ်အဲ့ဒီက3ပုံတပုံလောက်ကိုပဲအာဆီနီကပေးချေထားတယ်ပြီးတော့အငှားခေါ်ချေမပေးထားရဘူး ဒီအခြေအနေကြောင့်ဒီကစားသမားဒီအာဆင်တမခြေစွမ်းပြသည်ဖြစ်စေမပြသည်ဖြစ်စေအရန်ပရက်ရှာမရှိဘူး။ဘာကြောင့်လဲဆိုတော့ပြောင်းရွှေ့ကြီးလည်းမပေးခဲ့ရဘူး။ပြီးတော့ဒီကစားသမားနဲ့ပတ်သက်ပြီးသူ့ရဲ့လောက်ခရစာရဲ့သုံးပုံတစ်ပုံပဲဖြည့်ရှင်းထားတာဖြစ်လို့ကစားသမားကလည်းပုံမှန်ပွဲထွက်ခွင့်မရပြီမဲ့စောဒကမတက်ဘဲနဲ့အရန်ကမှအမြဲတမ်းရှိနေခဲ့တာဖြစ်တဲ့အတွက်ကျွန်တော်တို့ဘူကောအဆာကာကောဝန်နဒီရောအင်ဂျူရီရတဲ့အချိန်မှာဆိုရင်တော့အတိုင်းတာတစ်ခုထိတော့တိုက်စစ်တောင်းမှာသူဝင်စော်ပေးခဲ့ပါလေအဲဆိုအသက်30အရွယ်အင်္ဂလန်သားကတော့ချယ်ဆီအသင်းနဲ့2029ခုနှစ်ဒီစာချုပ်သက်တမ်းရှိသေးပြီမဲ့လေ ယ်။ Arsenal တို့ကတော့ဒီကစားသမားကိုနှွေးမှာပြန်ပြီးအတ်တော့မှာပါ။ဟိုတလောက Chelsea fan page ကညီကိုတယောက်ကျွန်တော်စီလာပြီးပြောသေးတယ်။သူလည်းကျွန်တော်လိုပဲ page တစ်ခုကိုင်တဲ့ admin ပေါ့လေ။ ရိုင်းစတာလင်ကိုအပီးခေါ်ထားလိုက်ပါလားတဲ့ကျွန်မကျွန်တော်ကတော့ပြန်အပ်မယ်လို့တော့မှစနက်ဝီပြောဖြစ်ပါသေးတယ်။ကဲအဲ့ဒီသတင်းနဲ့အပြိုင်ပဲဒေးဗစ်အွန်စတိန်ပြောရတဲ့ဟာလေးကျွန်တော်ဖော်ပြပေးချင်လို့ဒါတော့တီးတန့်သတင်းဘုံမလုပ်တော့ဘူးပေါ့လေ။အာတီတာရဲ့အနာဂတ်အာဆင်နယ်တင်မှာမာတင်ဇူဘီမန်ဒီကိုအဓိကထားပြီးတိဆောက်သွားဖို့ရှိတယ်။အဲ့ဒီအတွက်လည်းလာမယ့်လူရာသီမှာဂျော်ဂျင်ညိုနဲ့တောမတ်ပါတီနှစ်ယောက်စလုံးထွက်ခွာသွားတာဖြစ်နိုင်တယ်ဆိုပြီးတော့အွန်စတိန်ကဖော်ပြသွားတယ်။ဒေးဗစ်အွန်စတိန်ဆိုတာကခေသူမဟုတ်ဘူး။ သတင်းနဲ့ပတ်သက်အရန်ကမှတိကျလုံးနဲ့ဒီသတင်းလိုက်မှုဆိုးရတောက်ပေါ့လေအဲသူ့ရဲ့ပြောသွားချက်ရဆိုရင်တော့မာတင်ဆူဗန်ဒီအာဆင်နယ်ကိုကျင်းသီးရောက်မယ်အတင်းရဲ့ဆာယုတ်တန် ကုံမဲ့ကစားသမားတွေလည်းထွက်ခွာသွားဖို့ရှိဆိုပြီးတော့ပေါ်ပြသွားပါတယ်ဒီစီဇန်လေးကိုဒီကောင်ကြီးပေါင်းပြီးတဲ့ရှူဘောလုံးအွန်လိုင်းအေဂျင့်ကိုလည်းကျေးဇူးတင်ပါတယ်အမှဆော့မယ်ဆိုတော့ဘိုင်ဘာဖုန်းနံပါတ်တင်ရောက်ကိုခွန်တခွန်66 35တင်ရောက်ဆက်သပြီးတော့ဝန်ဆောင်မှုအပြေဝရောက်နေမှာဖြစ်လို့ဝင်းပုံငွေရှာရှိမှာဘောလုံးပွဲတွေကိုလောက်မှာဘောလုံးပွဲတွေလုံးဝမလောက်တဲ့ဆိုတော့ YouTube မှာကိုထုတ်ပေါ်ရှုရက်ချပြီးကျွန်တော်ကိုအားပြုလို့ရပါတယ်အိုင်ဖက်ခွရှိကို Sport 899 9သုံးလုံးမိတ ူကိုကစားလို့ရနေပါပြီ။ကဲနောက်ဆုံးသတင်းတစ်ပုဒ်ကိုတော့အာဆင်နယ်တို့ကြော်ဖြတ်ရမယ်အနည်းဆုံး၅ပွဲ။အဲ့၅ပွဲမှာဆိုရင်တော့ဒီလောလောလတ်လတ်ပေါ့လေ18နှစ်မနက်ခင်းအစောပိုင်းမှာကန်ရမှာတော့ Real Madrid ကစပိန်ပြည်မှာကျွန်တော်တို့ဒီတွားရောက်ပြီးကစားမှာပါ။ CE Final နဲ့တက်ရောက်တဲ့လက်မှတ်လေးနဲ့အင်္ဂလန်ကိုပြန်လာနိုင်မယ်လို့လည်းအပြည့်အဝယုံကြည်ထားပါတယ်။မြန်မာစံတော်ချိန်တနာ yı ခွဲ AM မှာပါ။ Premier League ပွဲစဉ်အဖြစ်ဒါ Ipswich Town နဲ့ဟိုတော့ ကျွန်တော်တို့အာဆင်နယ်တင်းကအဝေးကွင်းပွဲစဉ်ဖြစ်သွားကြရမယ်ဧပြီလ20ရက်နေ့ကျရင်ရီယန်နဲ့ပွဲစဉ်ပြီး3ရက်တွင်ကြရမယ်ဗောလေ24ရက်နေ့ကျရင်တော့ကိုယ့်အိမ်ကွင်းမှာခရစ်စတယ်ဘဲလီကိုအခန့်ကစားရမယ်တုံမေလ3ရက်နေ့ကျလို့ရှိရင်တော့ဘုံမုတ်ကိုကိုယ့်အိမ်ကွင်းအခန့်ကစားရမယ်မေလာဆက်တဲ့နေ့ကြလို့ရှိရင်တော့လပဘူးရဲ့ကွင်းမှာကျွန်တော်သွားပြီးကြရမယ်။လပဘူးကွင်းကိုကျွန်တော်သွားကြတဲ့အခါကြလို့ရှိရင်လပဘူးကချန်ပီယံအောင်ဖြစ်ရင်ဖြစ်နေတော့မှာ။ ကြောင့်ဆိုလက်ရှိအမှတ်ပြတ်ထားတဲ့အနေထားရပေါ့လေလက်ကျန်ပွဲအနေထားရအောင်အဲ့တော့ဒီလက်ကျန်၅သိန်းထဲမှာဆိုရင်ကျွန်တော်တို့ရှုံးခဲ့တဲ့အသင်းကဘုံမောက်တသိန်းပဲရှိတယ် real လည်းနိုင်ခဲ့တယ်ပထမကြော့မှာ iswit town လည်းနိုင်တယ် crystal palace လည်းနိုင်တယ် liverpool လည်းတည်ရကြခဲ့တဲ့အချိန်မှာဘုံမောက်တသိန်းလေးကိုပဲကျွန်တော်တို့ဒီရှုံးခဲ့တယ်ဒါကလည်း william saliba အနီးကနေထုတ်ခံရတယ်တစိတစ်ပိုင်းပေါ့လေအဲ့ဆိုဘလိုပဲဖြစ်ပါဒီလက်ကျန်ကောက်ဘက်မှာ arsenal နိုင်ဘက်ဘယ်နှဝဲဒီပုံပေါ်တိုင်းလဲစောင့်ကြည့်သွားပါပါဆုံးဒီကြည့်ပြတဲ့လဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ